တချို့ကျတော့လည်းအဲ့လိုခင်မင်မှုကိုအထင်လဲတာလေးရှင်းရမှာပေါ့နော်။အရင်တော့ဆိုရင်တော့ဒါလေးတွေကရှင်းပြဖို့မလိုလို့မလိုထင်လို့ပေါ့နော်။ပြီးတော့ဆောင်းလည်းတိတ်မရှင်းပြတတ်လို့ပေါ့။ဘာမှပြောစရာမရှိပါဘူး။ဆောင်းပြောချင်တဲ့အရာတွေအကုန်လုံးကိုအဲဆာနဲ့ရေးပြောပြီးသွားပြီ။အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တကယ်ကိုဆောင်းမှဘသူ့ဘုံမှလည်းဘာမှပြောစရာမရှိတော့ပါဘူးဟုတ်။ကောင်မလေးနဲ့တွေ့ရရင်အကောင်မလေးနဲ့ရှိသားလို့ထင်ကြရယ်ကောင်လေးနဲ့တွေ့ရရင်ကောင်လေးနဲ့ရှိသားလို့ထင်ကြရယ်ဘယ်သူနဲ့မှမတွေ့ရဘူးတွေ့လိုက်တာနဲ့အဲ့လိုပဲ ကောင်မလေးနဲ့လည်းဘယ်ကောင်မလေးနဲ့တော်တော်သူတို့နဲ့ကကြိုက်နေရလားလို့အဲ့လိုမျိုးထင်ကြတာပဲဟုတ်ကဲ့ပါဒီနေ့ကတော့ for you cinema application လေးမိတ်ဆက်ပွဲပါအဲဆောင်းကဒီ application မှာအာဇလန်ဒါတစ်ခုရယ်နောက်ပြီးတော့ video card တစ်ခုရယ်ပါဝင်ရိုက်ကူးထားပါတယ်ဟုတ်အာဒီကားလေးကတော့အာဒါကောင်းမြတ်ဆန်တဲ့ပထမဆုံးဆောင်တဲ့ကားလေးပေါ့နော်အာဒီကားလေးမှာဆိုရင်လည်း အဲဆောင်းမမျိုးကနေပြီးတော့အသက်ကွဲပြီးရွာရောက်သွားတယ်ပေါ့အမှအကောင်းမြတ်စံနဲ့တွေ့တာလေးတွေအာဘယ်လိုပြောမလဲအဲအဲ့လိုလေးရိုက်ထားတာပါဟုတ်အမတ်တရားလေးဆိုရင်ဟောပါလေးအဲအမတ်တရားတွေကတော့အင်းတိတ်မြများစားတော့မရှိပါဘူးကောင်းမြတ်စံနဲ့ကအာဘယ်လိုပြောမလဲသူကပျော်တော့တော့လေးစစနာတော့တော့ရှိပါတယ်ဟုတ် ဲ့ခုတော်လည်းတော့နည်းနည်းလေးသတင်းလေးတော့ဒီလိုလေးကြားညာလို့ရှိတယ်နောက်တကားမင်းတို့လေးမအင်္ဂါနဲ့နဲ့စားတဲ့မင်းသမီးလေးဆိုပြီးတော့မဟုတ်ပါဘူးမဟုတ်ပါဘူးဆောင်းဟွာလေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆောင်းပြောနိုင်တာအကုန်လုံးဆောင်းရဲ့ Facebook မှာလည်းအဲစာတင်ပြီးပြောပြထားပါရဲ့ဟုတ်အဲ့အဲ့လောက်ပါပဲဆောင်းအဲ့ထက်ပို့ပြီးတော့အဲ့ကိစ္စနဲ့ပတ်သက်ပြောကြတိမရှိပါဘူးဟုတ်အဲ့လိုလဲဆောင်းမသိပါဘူးဒီလိုပဲဟိုတချို့ကြတော့လည်းအဲ့လိုခင်မင်မှုကိုအထင်လဲတာလေးရှိရမှာပါနော် ။အရင်တော့ဆိုရင်တော့ဒါလေးတွေကရှင်းပြဖို့မလိုလို့မလိုထင်လို့ပေါ့နော်။ပြီးတော့စောင်းလည်းတိတ်မရှင်းပြတတ်လို့ပေါ့။ပြီးတော့စကားလည်းတိတ်မပြောတတ်တော့လေ။အမားအပါမှာကြောက်လို့။အဲနောက်ကျတော့အာအဲအိမ်ကအမတွေကလည်းဟောနော်ရှင်းပြလိုက်ဟောပြပြလိုက်ပေါ့နော်။ဟောအဲ့လိုမျိုးပြောလို့အဲစောင်းစာတင်ပြတော့တာပါဟုတ်ကဲ့။ဘာမှပြောစရာမရှိပါဘူး။စောင်းပြောချင်တဲ့အရာတွေအကုန်လုံးကိုအဲစာနဲ့ရေးပြောပြီးသွားပြီအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တကယ်ကိုစောင်းမှာဘသူ့ဘုံမှာလည်းဘာမှပြောစရာမရှိတော့ပါဘူးဟုတ် ကောင်မလေးနဲ့တွဲရရင်အဲ့ကောင်မလေးနဲ့ရှိသားလို့ထင်ကြရယ်ကောင်လေးနဲ့တွဲရရင်ကောင်လေးနဲ့ရှိသားလို့ထင်ကြရယ်ဘယ်သူနဲ့မှမတွဲရဲဘူးတွဲလိုက်တာနဲ့အဲ့လိုပဲကောင်မလေးနဲ့လည်းဘယ်ကောင်မလေးနဲ့တွဲတော့သူတို့နှစ်ယောက်ကကြိုက်နေရလားလို့အဲ့လိုမျိုးထင်ကြတာပဲအဲ့လိုလည်းမသိပါဘူးဟာလေအဲလိုက်ဖို့လို့နေပါဘောအဲ့လိုမျိုးမိန်းကလေးချင်းချင်းဆိုလည်းနှစ်ယောက်က အထဲမှာ live ဖက်တယ်အဲ့လိုချစ်ဖို့ကောင်းတယ်အဲ့လိုတို့စိတ်ထဲမှာခံစားလို့နေမှာပေါ့နော်ဘယ်သူနဲ့တွေ့တွေ့တော့အာအဲ့လိုကြိုက်နေရလားလို့အမေခံရတဲ့ဟာတော့ဒုက္ခမဖြစ်နေပါဘူးဆဲကောင်းတာပါမဟုတ်ပါဘူးဘယ်သူမှလည်းမရှိပါဘူးနာမည်ကြီးတမင်းကဖြစ်နေရပေးဟာပေါ့ဘူးလားဟုတ်အေးဟုတ်တယ်အရင်ကတော့ကြတော့လေဟိုဘယ်လိုရောမလဲအဲ့လိုပဲ ဟိုမိန်းကလေးနဲ့အဲ့လိုမျိုးပေးစားတာလေးလည်းရှိတယ်တချို့ကျတော့လည်းအဲ့လိုကြားလေးနဲ့အထင်လွဲလာလေးလည်းရှိတယ်အဲ့ဒါဘလို့မစိတ်နှောက်ရှင်းမဖြစ်ဘူးတခါကျတော့လည်းကိုမဟုတ်တော့လဲအဲ့လိုဟာသားနေနဲ့ပဲသဘောထားလိုက်တာအခုခိစ္စကတော့နည်းနည်းလေးတော့ပေါ့နော်ဟိုနည်းဘလို့ပြောမလဲဘာနည်းနည်းပိုကြီးရလို့ပြောမှာပေါ့နော်ကြီးသွားပေါ့နော်အဲ့လိုကြီးသွားတော့ဘယ်သူမှလည်းမရှင်းကြတော့အဲ့ဆောင်းမှပဲရှင်းရမှာပေါ့အဲ့လိုအဲ့လိုမျိုးထင်လို့ပါဟုတ်လူပဲမရှင်းမြငငယ်တုန်းကတော့ကိုမဟုတ်တာလာပြောရင်အတုံမြန်တတ်တယ် အဲနောက်ပိုင်းမှာတော်တော်ထင်းလိုက်တာတော်တော်ထင်းလိုက်တယ်ဆိုတော့ကအမ်အဲ့လိုမျိုးပြောနေလဲကိုရှင်းပြတယ်တချို့တွေကသူတို့ကအမှန်တရားကိုလိုချင်တာမဟုတ်ဘူးသူတို့ပြောတာကိုမှန်စေချင်တာအာငါတို့ပြောတာပဲအမှန်ငါတို့ငါတို့ကငါတို့ပြောချင်လို့ပြောမင်းအာဘလို့ရှင်းပြရှင်းပြလက်မခံတဲ့သူတွေရှိရဲ့အာသူတို့ပြောတာကိုပဲမှန်စေချင်တာသူတို့ကအဲ့လိုပဲပြောပြီးတော့ပဲဆဲချင်တာအဲ့လိုမျိုးလေးရှိရဲ့ အဲ့တော့အဲ့ကြောင့်မရှင်းပြပြကြလဲပါတယ်သိလားအာအခုကျတော့ sound facebook လည်းတိတ်မတုံးပြတော့လေအဲရှင်းပြလိုက်တယ်ကိုအလုပ်ကိစ္စကိုတာဝန်ပြီးသွားပြီအဲကျန်တာကိုအလုပ်ကိုလုပ်တယ်အဲ့ဒါပဲဟုတ်အသက်ရွယ်ပိုင်းခြားပေါ်မူတည်အဆောင်အငယ်စဉ်ဆယ်ကျော်သက်ကာလမှာကျတော့ကိုတရားရောကတခုခုလာပြောရင်ကိုကအယမ်းရှင်းလားအာမဟုတ်ဘူးမလုပ်ဘူးဒါမဟုတ်ဘူးအယမ်းရှင်းတယ်လားအဲ့လိုရှင်းတော့တို့ကဘာပြောလဲဆိုတော့ဟောဘောနော်အဲ့လို အဲ့ဒါလေတို့အမှားပဲပေါ့ sound လိုက်ရှင်းတာရှင်းစရာမလိုအမှားလို့ပဲတတ်မှတ်ကြရဲအဲ့တော့အဲ့ဒီကာလာနေပြီးတော့ဂျားကာလာမှာကို့ဘယ်သူကမပြောပြောဟိုမရှင်းတော့အဲ့တော့ကျတော့လေကို့အမှားပဲသူဟုတ်လို့ခံနေတာဆိုပြီးတော့အဲ့လိုအဲ့တော့လူပြောမလဲလူလိုနမ်းမလိုက်နိုင်ဘူးပေါ့နော်ဘယ်သူလိုမှမလိုက်နိုင်တော့ဘူး အနောက်တော့လေကိုပြောကိုကိုတည်းမထိခိုက်မဲ့အလုံးမျိုးကိုပြောမဲ့ထင်မဲ့ကိုပြောမဲ့အလုံးမျိုးကိုပဲဟိုရွေးချယ်ပြီးလုပ်ခဲ့တယ်ဗောနော်ဘသူကတော့ပြောမှာကိုစိတ်ပူမနေတော့ဘူးကွာအဲ့လိုပေါ့ဟုတ်ကောင်းဒီတခါခေါ်ရင်ကြီးဆိုရင်ဒီနေ့နှစ်နှစ်ပြည့်တာပေါ့နော်ကြိုက်တာနှစ်နှစ်ပြည့်ပြီအဲတကယ်ကိုဒီခေါ်ရင်ကြီးကားလေးကိုတော့စောင်းတကယ်ကိုလည်းမျှော်လင့်ထားတယ်ကိုကိုရိုင်းလည်းအများကြီးစူးစမ်းထားတယ်အာနောက်ပြီးတော့ဒီကားမှာဆိုရင်မြန်မာနိုင်ငံရဲ့ လှပ်ပါတဲ့ကန်းကြီးတစ်ခုပေါ့နော်ဆောင်းလို့ပုံမှန်ဆိုရင်ငွေဆောင်သွားတယ်ချောင်းသာသွားတယ်ခေါရန်ကြီးဆိုရင်တိတ်မသွားကြဘူးအာဘာဖြစ်လို့လဲဆိုတော့တချို့ကျတော့ဂျက်မွေလေးရှိတယ်အဲ့လိုမွေပေါ်တယ်အဲ့လိုမျိုးပြောကြတယ်ဒါပေမဲ့ဆောင်းလို့တကယ်ရိုက်ကူးတဲ့အချိန်မှာဘာမွေမှမရှိဘူးအာပြီးတော့တော်တော်လေးတိုးတက်နေပြီတော်တော်လေးလှတယ်အဲ့အဲ့ဒီခေါရန်ကြီးရဲ့အလှတွေကိုလည်းမြင်ရမှာဒါအမှတ်တရပေါ့နော်ဟုတ်ကဲ့အဲ့ဒီတော့ဆောင်းတို့အခုလိုမျိုးပဲပေါ့မုံတိုင်းတွေတိုင်မိုးတွေရွာအဲ့လိုခြားထဲမှာရိုက်ခဲ့ကြတာမျိုးလေးပေါ့အာအကုန်လုံး တော်တော်ပင်ပင်မမရိုက်ခဲ့ကြရဲအဲ့ကလေးတကယ်ဆိုရင်အဲ့ဒီအရန်လှတဲ့လေအဲကြောက်ဆောင်ကြီးပေါ်ရောက်ဖို့တော့အဝေးလမ်းလျှောက်ကရဲပြီးတော့အဲ့ကြောက်ဆောင်ကြီးရှက်သွားတဲ့အချိန်မှာတော့လေအာဒီတိုင်းပဲဖြစ်မှာပဲအဲ့လိုလည်းမှမဟုတ်ဘူးလို့ထင်ထားတာတကယ်တမ်းလေကိုရှိပါကြော်လိုက်တဲ့အချိန်မှာမြင်လိုက်တဲ့မြင်ကွင်းကလေကြောက်ဖြာကြီးပေါ်မှာလေရေတွေကဝုန်းနေဝုန်းနေအဲ့တော့အရန်အော်ဟာအရန်လှအဲ့လိုကြောက်ဖြာကြီးပေါ်မှာလေအဲ့လိုမျိုးဟိုဟိုကတ်ပြီးတော့ရိုက်ရတာလေအဲ့လိုကတ်ပြီးရိုက်ကအရန်မိုက်တယ် ဟုတ်တယ်တကယ်တော့ကြည့်ပါတကယ် Grandji ကန်းချီလေအာတကယ်လည်းမြန်ကြုံကြောက်ရဆိုရင်ဒီမိုးရင်းတော့မဟုတ်ဘူးပေါ့နော်။ຫນွေရာဒီလိုဆောင်းရာဒီလိုဆိုရင်ဒါတော်တော်လေးကိုတကယ်လေပတ်လို့ကောင်းတယ်။အာပြီးတော့တကယ်စားစရာလည်းအရင်ပေါ့တယ်ဟုတ်။အာအခု for you cinema application လေးကိုအာဒီမှာဇလန်းတွဲတွေရောရုပ်ရှင်ကားတွေရောဗီဒီယိုကားတွေရောအများကြီးပဲအာရွေးပြီးတော့ကြည့်လို့ရတယ်ပေါ့နော်။အဲတော့ဆောင်းတို့ဇလန်းတွဲလေးတို့လည်းအားပေးကြပါအောင်လို့ဟုတ်ကျေးဇူးတင်ပါတယ်။